2025ခုနှစ်အတွင်းမှာ market value နှိမ်ချမှုအများဆုံးဖြစ်သွားတဲ့ကစားသမား10ယောက်မင်္ဂလာပါကိုကိန်းစတာဖုတ်ဘောရှူအနီချူဒူဝါရခင်ဗျကျွန်တော်ကိုကန့်ပါဒီဗီဒီယိုလေးကတော့ market value တွေများသွားတာတို့เนาะ ကဘောလဂျီယာပေါ်ပြထားတဲ့ salary တွေဘလောက်ရှိတယ်ဘာညာပြောမှာမဟုတ်ဘူး Trusted Market ပေါ်ပြထားတဲ့လက်ရှိမှာကာလာပေါက်ကြီး decrease ဖြစ်သွားတဲ့ကစားသမား10ယောက်အကြောင်းကိုသုံးသပ်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်။ဒါတခုတော့ကြိုပြောချင်တယ်ဒါက trustedmarket.com ကပေါ်ပြထားတဲ့ကိန်းကနေအချက်လက်တသက်ဖြစ်တဲ့အတွက်ကြောင့် reality မှာတော့အဲ့လိုဖြစ်ဖြစ် ကျွန်တော်လည်းမသိဘူးတိုးတော့ travelmarket.com ရဲ့ပေါ်ပြချက်တွေက quality ဖြစ်တာများပါတယ်တိုးတော့တချို့ချွင်းချက်ပေါ့နော်တစ်ခုနှစ်ခုအပြောင်းအရွှေ့လေးတွေကတော့အနည်းငယ်ကွဲလွဲသွားတာလေးတွေလည်းမြင်ခဲ့ရပါတယ်ဆိုတော့ဒီကစားသမားတွေဘာကြောင့် market value နှိမ့်ချသွားတယ်လဲဆိုတော့သူတို့ရဲ့ဒဏ်ရာပြဿနာတွေပါမယ်ပေါ်ထွက်ခွင့်မရတဲ့အပိုင်းတွေပါမယ် အသင်းပေါ်မှာအရေးပါအရောက်မှုအနည်းငယ်နေသွားတဲ့အပိုင်းတွေလည်းပါမယ်ပေါ့နော်။ Okay အဲ့တော့နံပါတ်10နေရာမှာရှိနေတဲ့ကစားသမားကိုကျွန်တော်စပြီးတော့ပြောပါမယ်။ Rodrigo ပါ။ Real Madrid ရဲ့တောင်ပံကစားသမား Rodrigo ကအရင်က ကာလာတန်ကြီးကျွန်တော်ယူရိုတန်100အထိဈေးပေါက်ခဲ့တာပါအခုချိန်မှာယူရိုတန်80ပဲရှိပါတော့တယ်ဒီတော့ကြောင့်ကွာချားချက်ပေါ့နော်ယူရိုတန်30ဈေးကျသွားပါတယ်ဒါကလည်းကျွန်တော်ဒီထဲမှာပြောခဲ့တဲ့လိုမျိုးပဲအဲ့ဒီကစားသမားရဲ့အသင်းပေါ်မှာအချို့တက်ရမှု impact ဖြစ်မှုနည်းသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့နွေရာသီအပြောင်းရွှေ့ကာလာမတိုင်ခင်ပြီးခဲ့တဲ့ဇန်နဝါရီလောက်တည်းရိုဒရီဂိုအသင်းကနေရောင်းမယ်လို့ငားမယ်လို့နီးပြနဲ့အဆင်မပြေဘူးလို့သတင်းအမျိုးမျိုးကြားခဲ့ရတယ်အဲ့တော့ကြောင့်ဒီ market ကအထာလေးရှိတယ်ဆွတ်ဆက်ပြီးလှုပ်ချင်တယ်လို့ မရဘောလုံးကလပ်တွေကလည်း journalist တွေသတင်းမီဒီယာတွေကိုနည်းနည်းပေါင်းထားတယ်။ရိုမာနိုလို journalist မျိုးဆိုရင်ဘောလုံးကလပ်တော်တော်များများကလန်ကဆန်သွားလို့လို့မရအောင်ဒီ influence အရင်ကြီးတာကိုပရိသတ်ပေါ်မှာ तू ကသတင်းကောက်လွှင့်လိုက်ရင်ဘာမှမတတ်နိုင်ဘူး။ तू လွှင့်တဲ့သတင်းတွေထဲမှာ rumors ကတော့နဲပါတယ်။ဒါပေမဲ့လည်းအဲ့လိုသူတို့ဘောလုံး journalist ကိုရဲ့ကြီးကအရင်ကြီးတယ်ဗျ။ဟိုကင်မရာရိုက်တဲ့ကင်မရာမန်တွေကစပြီးတော့ နောက်ဆုံးအေဂျင့်တွေလည်းပါမယ်ဘောလုံးအတိုင်းဝိုင်းကဟိုတစုံတစနော်တာဝန်ရှိတဲ့သူတွေလည်းပါမယ်မျိုးစုံပေါ့ပြောချင်တာတချို့သတင်းတွေဒီကစားသမားရဲ့တန်ကြီးမြင့်အောင်ဆွဲတင်တဲ့သတင်းမျိုးတွေရှိတယ်နှိမ့်ကြတော့အောင်လွှင့်တဲ့သတင်းမျိုးတွေရှိဒီထဲမှာရိုဒရီဂိုကသတင်းမီဒီယာရဲ့ တားကောင်ဖြစ်ခဲ့တယ်လို့ပဲပြောရမှာပေါ့။ Rodrigo Real Madrid မှာအဆင်ပြေလားမပြေလားဆိုတာလည်းကျွန်တော်သိကြတော့မသိဘူး။ဒါပေမဲ့ပေါ်ပြလာတဲ့သတင်းအရတော့ Rodrigo ကအဆင်မပြေဘူးဆိုတာကြီးပဲ Real Madrid ကရောင်းမယ်ဆိုတာကြီးပဲ။အဲ့တော့ကြောင့်အခုချိန်မှာ Kala Tanji ယူရိုတန်း30စီးကြသွားပြီ။ယူရိုတန်း80ပဲရှိပါတော့တယ်။နံပါတ်6နေရာမှာရှိနေတဲ့ပလေယာကတော့ Rodrigo ပါ။ Man City ရဲ့ ကွင်းလေဦးတိုင်းရိုဒရီယာတော့ယူရိုတန်130အရင်တော့ဈေးပေါက်ခဲ့တာဗျသူဘာကြောင့်တန်ကြီးကျသွားလဲဆိုတော့ရှင်းပါတယ်သူ့ရဲ့အသက်အရွယ်နဲ့ကြန့်ခိုင်မှုဘိုင်းကြောင့်ဖြစ်ပါတယ် ACL injury မိသွားတဲ့ကစားသမားတစ်ယောက်ကတန်ကြီးတွေတက်လာတယ်ဆိုတော့ရှားတယ်ကျွန်တော်မြင်ရတော့ Florian Vist တစ်ယောက်လောက်ပဲရှိတယ် Rodri ကတော့အသက်အရွယ်ကလည်း29ယောက်သွားပြီးတိမကြခင်အချိန်တွင် over 30ဖြစ်တော့မယ်ဆိုတော့ဒီပြောင်းရွှေ့ကြီးကကျမှာပဲအဲ့တော့ကြောင့် Euro 130ဈေးကျသွားတယ် percentage အားဖြင့် -50.4% ျသွားတယ်လို့သိရပါတယ်။ကနောက်တယောက်အာလင်ဟာလန်အာလင်ဟာလန်ကတော့ခနာတာဈေးချမှုလို့ပဲကျွန်တော်ထင်တယ်။ပြီးခဲ့သောဘောလုံးရာသီကမန်စီးတီးရဲ့အမြင့်မပြောင်းနိုင်ခဲ့မှုတွေကြောင့်အာလင်ဟာလန်ရဲ့ဈေးကအနည်းငယ် ကျသွားတယ်လို့ပဲကျွန်တော်ယူဆတယ်။ယူရိုတန်100ပေါက်ကြီးရှိတာနဲ့အခုယူရိုတန်180ပဲရှိတယ်။ကျသွားတဲ့တန်ကြီးကတော့ယူရိုတန်30ဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိကမ္ဘာမှာအကောင်းဆုံးတိုက်စစ်မှုတရအသက်ကလည်း25နှစ်ပဲရှိသေးတယ်။ဒီတန်ကြီးက update ထပ်လုပ်လိုက်ရင်ထက်တက်မှာကျွန်တော်အခုပြောတာကနောက်ဆုံး update တွေပဲ။ဒါပေမဲ့ market value ဆိုတာမြို့သူပြောင်းနေတယ်။တစ်လနဲ့တစ်လတော့တူတာမဟုတ်ဘူး။ဒါပေမဲ့ transfer market.com က6လတခါ update လုပ်မှလား ါမို့ရင်လေးလတခါ update လုပ်မှလာတော့တစ်ချက်စောင့်ကြည့်ရမှာပေါ့နော်အခု update မှာတော့အာလင်းဟာလန်ကယူရိုတန်180ဈေးကျသွားတယ်စောစောင်ရဲ့ဘိုင်းနေဒီနေ့ဘောလုံးရသည်မှာအတော်လေးကောင်းမွန်လာတဲ့အတွက်မစီဒီအသင်းနဲ့တူတူလဲအောင်မြင်မှုထက်ရမယ်ဆိုရင်သူ့ရဲ့ market value ကအတက်ကြီးပဲရှိပါတယ်။နောက်ထပ်တန်ကြေးကျသွားတဲ့ player ကတော့ Barnardo Silva ပါ။အဲ့တော့ Silva ကအရင်တော့ကျွန်တော် Euro နောက်ဆုံး update ပေါ့နော် Euro 360ဒီဈေးတက်ခဲ့တယ်။ဒီတော့ကြောင့် ယူရို22သန်းတန်ကြီးကျသွားပါတယ်။ Saver အသက်32နှစ်လည်းရှိနေပြီဗျ။အဲ့တော့ကြောင့်ဒီတန်ကြီးကတော့ကျမှာပဲပေါ့နော်။ Okay နောက်တစ်ယောက်ကတော့ Dusan Vlahovic ပါ။အဲ့တော့ Vlahovic ရဲ့အရင်တော့တန်ကြီးကယူရိုသန်း60ရှိတယ်။အခုချိန်မှာယူရို35သန်းပဲရှိတော့တယ်။ယူရို25သန်းတတီတန်ကြီးကျသွားခဲ့ပါတယ်။ Flavovic စဘော်တော့ယူရိုသန်း100တွေပါရေဆောင်ရင်းကြီးဟိုက်ခဲ့တာ။ဘာကြောင့်အဲ့လိုတန်ကြီးကျသွားလဲဆိုတော့ Flavovic ရဲ့ ်ပလင်းစတိုင်ကြောင့်လည်းပါတယ်သူ့ကိုပေးနေရတဲ့လောက်ခပမာဏကြောင့်လည်းပါတယ်လို့ mentality ဘိုင်းကြောင့်လည်းပါတယ်ကျွန်တော်မြင်ရသလောက်လေအဲ့ဒီစာဘီယန်သားတွေကဟို mentality ဘိုင်းကနည်းနည်းမေးခွန်းထုတ်ချင်စရာတော့ဖြစ်တယ်ဗျရှေ့မှာလဲ mitrovic ရှိတယ် mitrovic အရင်ကောင်းတယ်နော်တိုးတော့အော်ရန်နေဖြစ် क्वाइन နေတက်နေအဲ့တလောက်ဒီအမြင့်မပြန်နိုင်ခဲ့ဘူးအခုလဲဒူဇန်ဗလာဟိုဗစ်အတိုင်းပဲစပေါ်တော့ကတကယ်ကိုကောင်းတဲ့ကောင်းလေးတရားအခုမှလဲအသက်25နှစ်ပဲရှိသေးတယ်ဒါပေမဲ့တန်ချင်း ဲ့လိုမျိုးကျသွားတာကတော့ဟိုတော်တော်လေးမကောင်းပါတော့သူတို့ယူရို35သန်းနဲပါတယ်ယူရို35သန်းတော့ပေးပြီးခေါ်မဲ့ကလပ်ဒူဇန်ဗလာဟိုဗစ်ကိုခက်ရှာရှာပါယူဗနက်စ်ကလည်းသူ့ကိုရောင်းထုတ်ချင်နေပေမဲ့ဘယ်ကလပ်မှလည်းဒူဇန်ဗလာဟိုဗစ်ကိုမခေါ်ပါဘူးကဲနောက်ဆုံး9ရက်မာတင်အိုရီဂက်ဖြစ်ပါတယ်အိုရီဂက်ကတော့ငကိုတော့ကာလပေါကြီးကျွန်တော်တို့ယူရိုတန်130တိရှိခဲ့တယ်အခုချိန်မှာယူရို85သန်းပဲတန်ပြီးယူရို25သန်းဈေးကျသွားပါတယ်ဒါအိုရီဂက်ရဲ့ ကြန့်ခိုင်မှုအခြေအနေတွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါအပြင် ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ Declan Rice အသင်းအတွက်အရင်ဆွဆောင်ရေးပိုင်းကောင်းမွန်လာသလို Mikel Merino နည်းနဲ့တွဲဖက်ပြီးတော့လည်းခြေသွမ်းပြလာနိုင်တာပါတယ်။ Thomas Partey ကောင်းလာလည်းပါတယ်။ Odike ရဲ့အရေးပါအရာမှုကပြီးခဲ့တဲ့ဘောလုံးရာသီမှာနည်းသွားခဲ့တယ်ပေါ့နော်။အဲဒါကြောင့် Odike ရဲ့တန်ကြီးကကျလာတယ်လို့တော့ကျွန်တော်ယူဆပါတယ်။နောက်တစ်ယောက်ကတော့ Adurado ကမာဗင်ဂါဖြစ်ပါတယ်ကမာဗင်ဂါကတော့လက်ရှိချိန်မှာယူရိုတန်90ပဲပေါက်ကြီးရှိပါတော့တယ်ယူရိုတန်80ကနေဈေးကျသွားတာပါအဲ့တော့ကြောင့်ယူရိုတန်30 ကွာခြားသွားတယ်လို့ပြောရပါမယ်။ကာမာဗင်ကတော့ရှင်းတယ်ရီယယ်မက်ဒရစ်အသင်းပေါ်မှာအရင်နဲ့ impact မဖြစ်ဘူးပေါ့နော်သူဒီနေရာမျိုးစုံရှောက်ကစားနေရတယ်ဒီခါကျရင် left back တွေလည်းဖြစ်တယ်ကာမာဗင်ကကာမာဗင်ကရိုးမပေါ်တော့ဘူးဗျာဒါသူရဲ့ဒဏ်ရာပြဿနာကြီးကြောင့်လည်းပါတယ်လို့ရီယယ်မက်ဒရစ်မှာဟိုသူ့နေရာအတွက်ဝင်ကစားနိုင်တဲ့ကစားသမားတွေလည်းရှိနေတာကြောင့်ပါတယ်အခုဆိုရင်ပိုတောင်ဆိုးအောင်မယ်အာရာကူလာကွင်းလေကြီးမှာဝင်ကစားပလိုက်တယ် ကာမာဗင်ကရှစ်လျှောက်ရီယယ်မက်ဒရစ်အသင်းကစားသမားဘဝကတော့တိတ်မလွယ်လောက်တော့ဘူးဗျ။ဇာဗီလွန်ဆိုကခွန်အားနဲ့ကစားတဲ့ပလေယာတွေထက်စာရင်သူ့ရဲ့ဟန်ချက်မှာအကောင်းဆုံးစီးမျောနိုင်မဲ့ပလေယာမျိုးပဲသဘောပေါကြတယ်နဲ့တူပါတယ်။အဲ့တော့ကာမာဗင်ကအသက်20နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်သူ့ရဲ့ကစားသမားဘဝကိုနောက်ထပ်ကလပ်တင်တင်းကိုပြောင်းရွှေ့နိုင်ပါသေးတယ်။ ကျွန်တော်နောက်တစ်ယောက်တော့ဂါဗီဂါဗီရဲ့တန်ကြီးကအရင်တော့ဘရိုရီယူရိုတန်း80ဒီရှိခဲ့တာတကယ်တော့တန်း80မကပဲမြင့်တက်သွားခဲ့ဘူးတယ်အဲ့တော့ယူရိုတန်း80ကနေအခုချိန်ယူရိုတန်း40ပဲတန်တော့တယ်ယူရိုတန်း40တိတိဈေးနဲ့သွားခဲ့ပါတယ်ဒါကလည်းဂါဗီရဲ့စွမ်းဆောင်ရည်ဘိုင်းတက်စာရင်ဒဏ်ရာပြဿနာရပြီးတော့အဲ့လိုကြန့်ခိုင်မှုဘိုင်းကြောင့်ပဲဖြစ်ပါလိမ့်မယ်နံပါတ်1နေရာမှာရှိနေတဲ့ပလေယာကတော့ဖီဖိုတန်ပါအရင်တော့ယူရိုတန်း140လောက်ပေါက်ကြီးရှိခဲ့ရတယ်အခုချိန်မှာယူရိုတန်း100ပဲတန်ကြီးရှိတော့တယ်အရင်တော့မနေသေးဘူးပေါ့ယူရိုတန်း100တန်နေသေးတယ်ဒါကလည်း ်ပြီးခဲ့တော့ဘောလုံးရာသီကမန်စီးတီးရဲ့ဟိုဖလားလက်မဲ့ရာသီဖြစ်ခဲ့တာလဲပါလိုက်မယ်ပပ်ဂွာဒီယိုလာပြီးခဲ့တဲ့ဘောလုံးရာသီတော့သူအရင်မတုံးတာလဲပါပါလိုက်မယ်ခင်ဗျကဲကျွန်တော်နောက်ဆုံးတစ်ယောက်လာပြီ market value decrease အဖြစ်ဆုံး player တနည်းအားဖြင့်ဈေးကွက်တန်ဖိုးနှိမ့်ချသွားတဲ့အမောက်ပမာဏအများဆုံး player ပေါ့နော်သူကတော့ real madrid ရဲ့တောင်မန်တိုက်စစ်ကစားသမား vinicius junior ဖြစ်ပါတယ် vinia ရခင်ကာလပေါ့ကြီးယူရိုတန်းနေရာတော်ရှိခဲ့တာ ဒါမဲ့လည်းအခုနောက်ဆုံး update transfer market value ရ euro tan 150ပဲရှိတဲ့အတွက်ကြောင့် minus euro tan 90ဈေးကွက်တန်ဖိုးကျသွားပါတယ်။ဒါမဲ့ transfermarket.com ရဲ့တန်ဖိုးကျတဲ့ဖော်ပြချက်တစ်ခုသာဖြစ်ပါတယ်။တကယ်လက်တွေ့မှာ Vinicius Junior ကိုထပ်ပါတော့ euro tan 150နဲ့ခေါ်မယ်ဆိုရင်လည်းခေါ်လို့မရဘူး။ Real Madrid ကရောင်းမှလည်းမဟုတ်ဘူး။ euro tan 100ပေးခေါ်မယ်ဆိုရင်တော့မှ Vinicius Junior ကိုခေါ်ဖို့လွယ်ချင်မှလွယ်လိမ့်မယ်။ ။ Sorry Bro Lee Club တွေ Vinicius Junior ကိုအသေးအတန်လိုချင်တယ်။တကယ်တမ်းကမ်းလှမ်းမယ်ဆိုရင်သူ့ရဲ့အမောက်ပမာဏက limit မရှိဘူး။ Kylian Mbappé တို့ Vinicius Junior တို့ Lamine Yamal တို့ဆိုတာကြိုက်အောင်ကြိုက်ဝယ်သဘောမျိုးလောက်ပဲဖြစ်မယ်။ဒါက transfermarket.com ရဲ့ဈေးကွက်ဖော်ပြချက်အရကျွန်တော်ကကြသွားတယ်။နော်တက်သွားတယ်။ဘယ်လောက်ထိကွာခြားသွားတယ်။ပြပြလိုက်တာပဲရှိပါတယ်အဲ့လိုတန်ကြီးကြာသွားခြင်းရဲ့အခြေခံအကြောင်းတရားတချို့တော့ကျွန်တော်တို့ပြင်ဆင်စားရလိမ့်မယ် ကျွန်တော်ထင်တာပြောရမယ်ဆိုရင်အရင်တော့ Real Madrid ရဲ့ twin goal တွေကိုအဓိကပခုံးထမ်းတင်ပေးတဲ့ player သည် Vini Kylian Mbappe ရောက်လာတဲ့အချိန်မှာ Kylian Mbappe က twin goal အများစုကိုပါဝင်ပတ်သက်တဲ့ကစားသမားဖြစ်လာတယ် Vinicius Jr ရဲ့အရေးပါအရောက်မှုအနည်းငယ်ညော်နေလာတယ်ပေါ့ Kylian Mbappe ကတော့ပို့ပြီးတော့ Real Madrid အသင်းမှာ twin goal တွေအတွက်ပို့ပြီးအရေးပါလာတယ်အဲ့တော့ကြောင့်အရေးပါအရောက်မှုညော်နေလာတဲ့ အပိုင်းကိုအခြေခံပြီးဒီ market value ယူရိုတန်90လောက် decrease ဖြစ်သွားရလို့တော့ယူဆပါတယ်ခင်ဗျကဲဒါတော့ market value decrease အဖြစ်ဆုံး player ဈေးကွက်တန်ဖိုးညွန်နေမှုအများဆုံး player 10ရောက်အကြောင်းကိုတုံးသက်ဆွေးနွေးမှုလုပ်ခဲ့တာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ